အားလုံးမင်္ဂလာပါရှင်ဒီတစ်ခေါက်ကျွန်မဆက်လက်ပြီးတင်ဆက်ပေးချင်တာကတော့ဆရာစောကြီးဘာသာပြန်ပေးထားတဲ့လမ်းသစ်နဲ့အခြားဝတ္ထုတွေများတွေကအနှစ်ပေါင်းဆိုတဲ့အပိုင်းပဲဖြစ်ပါရဲ့ရှင် လိုက်ပါခန်းစားနားဆင်ကြည့်ပါရှင်ဤနေ့နနေ့ခင်တွင် ဗီဒီယိုမြေပိုင်ရှင်မကြီးဇီယာသည်ရွာဦးတောင်ကုန်းပေါ်သို့တလန်းချင်းလှမ်း၍တနေသည်တည့်ရင် တောင်မြောက်လေးပါးကိုမကြည့်မိမိဤ ခရုကမာစေပတိဖြူဖြူနှုနှုကိုသာကြည်၍ပတိစိတ်သွားသည် တောင်ကုန်းပေါ်တွင် မေရောမာရီဗရင်ဂျီဖျားရှိခိုးကြောင်းရှိသည် ထိုကြောင့်သည်လပတက်တဲသည်လည်းမဟုတ်ခန့်ညာထဲဝသည်လည်းမဟုတ်ယိုယိုကောက်ကောက်သာဖြစ်သည်တောင်ရတွင် ထိုကြောင့်သည် ရင်သက်ရှုမောအံ့ဩစရာတကူပြန်နေဟာအမျိုးမျိုးပြတ်တက်သည်ဖြင့်စာရီနီယာကျွန်းတကျွန်းလုံး၌အလွန်ထင်ရှားကြောသောသည်ထိုကြောင့်ထိုကြောင့်ကိုအံ့ဖွယ်တခင်မကြောင့်ဟုသမုတ်ကြသည် ထို့ကြောင့်ကတကုပြန်လေးဟာပြတ်တက်သည်ဆိုခြင်းမှာရွာသူရွာသားတို့၏လွန်ကဲသောတထတရားချောင်းတို့၎င်းဖြစ်ရ၏လွေမသောအစွဲအလန့်ယုံကြည်တရားချောင်းတို့၎င်းဖြစ်ရ၏ထို့ကြောင့်ပွဲတော်ချင်းဖြစ်သောစက်တင်ဘာလသို့ရောက်သောအခါတိုင်းဆာဒီနီးယားကျွန်းသူကျွန်းသားဖျားဖို့တို့သည် တောအထက်ထက်တောအထက်ထက်တို့ကိုကြောဖြတ်ကဗီတီရောသို့ရာလိုက်ထောင်းလိုက်ချီ၍ရောက်လာတတ်ကြသည်ပွဲတော်လာဖျားဖို့များတွင်ချေနာလက်နာဝမ်နာကောင်းခဲ တရေတစီကိုဝေဆုံးမအမောင့်ပယောကကတူယောကတဲ့များလဲပါကြသည်တားတိလင်းဆုံးကုံရှုံကျွေးတင်လူအင်မယတောကပရိဒေဝတောက်တော်နေချသောစိတ်တဆဝေဒနာတဲ့များလဲပါကြသည်ထို့သူတို့သည်အံ့ဖွဲ့သခင်မ၏အမအဆာကိုမျောကို၍ရောက်လာကြခြင်းဖြစ်သည် သူတို့မျောကိုကြသည့်အတိုင်းအံ့ဖွဲ့သခင်မကလည်းအံ့တဘာဘာကိုမျက်ဝါးထင်ထင်မြင်ကြအောင်နှစ်စင်နှစ်တိုင်းတကူပြတတ်သည်မြေပိုင်ရှင်မကြီးစီရသည် မေရိုမာရီအံဖွဲသခင်မောက်ကိုကိုးကွယ်သူဖြစ်သည်။လအတိုင်းတင်းလာနေတွင်ပဒီစိတ်ကအံဖွဲသခင်မောက်ကြောင့်သို့သွားလိရှိသည်။ပွဲတော်ချိန်တွင်ပွဲတော်ရက်၃ရက်စလုံး၌နက်နက်တိုင်းညနေတိုင်းဝတ်မပြတ်စေရ။ထိုကြောင့်သို့သွား၍ဖျားဖို့ပဒီစိတ်ပြီးနောက်ဆုတောင်းလိရှိသည်။ဆုလိုက်တင်းလိုက်ဝတ်တက်ခြင်းဝတ်လက်ခြင်းတို့ကိုပြုနိုင်ကြအောင်အလူငွေထဲ့ဝင်လေရှိသည် တကူပြန်လေးဟောင်းပြရမူပါသခင်မကြီးဖျားဟု၎င်း သူစိတ်မချမ်းမသာဖြစ်နေသည်ကိုစိတ်ချမ်းသာအောင်မဆတော်မူပါဖရာဟု၎င်းဆုတောင်းလေရှိသည် သူ စိတ်မချမ်းမသာဖြစ်ခဲ့ရသည်မှာကြာပါပြီ ထို့ကြောင့်သူဆုတောင်းခဲ့သည်မှာလဲကြာပြီဝတ်တက်ခြင်းဝတ်လည်ခြင်းပြုခဲ့သည်မှာလဲအချိန်ချင်းဆုတောင်းခြင်းပြုခဲ့သည်မှာလဲအခါခါတို့ရတွင် သူစိတ်၌ကတစ်ချိန်တစ်ခါမှတော့မနတမဖြစ်ဒုမနတသာဖြစ်မြဲဖြစ်နေသည်သူဤဟာရိယနှလုံးသားသည်အစိတ်စိတ်ကွဲခဲ့သည် ထို့သို့ကွဲခဲ့သည်ကိုသူမိဖြောင်း၍မရနိုင်တတိယနေသည့်ချီဖြစ်သည်ထို့ကြောင့်သူစိတ်ဆင်းရဲရသည်သူမှာပစ္စည်းဥစ္စာဟု၍လူလီသည်မရှိ ကုန်လုံးကျွဲဝပါ၏တို့ရတွင် မွေးပေတေးပေဆင်းရဲပေဆိုသောတထောင်းစားလောက်မြသူမရွှင်နိုင်ပပြနိုင်ဖြစ်ရသည် သူအိမ်သည်တမန်အိမ်မဟုတ်မုံနှင့်တူရင်နှင့်ဖြစ်သည်မူယုံမှန်ရတို့သောနေနိုင်သောပိမှန်ဖြစ်သည်အပြောက်အမွန်ချေလေထုလုပ်ထားသောလတ္တဆောင်မှမျောခြင်းလိုက်ရင် အံ့ဖွယ်တခင်မချောင်းကို အတိုင်းသာမြင်နေရသည်စိတ်ချမ်းမြေ့စရာပါပေတည်းတို့ရတွင်ဇီယာ၌စိတ်ချမ်းမြေ့ခြင်းသည်အလျင်းမရှိ သူ့ဘိတ်မှန်ဆောင်ကြီးတဲ့၌သူ့တကူတဲ့နေ၍သူ့စိတ်ဤအဖြစ်အစည်းကိုသူခံနေရသည်စီယာ၌ဇာဒူရအမည်ရှိသောသမီးတယောက်သာထွန်ကားသည် ထိုသမီးသည် အမျိုးနှိမ်သောစင်ရဲသောလူငယ်တယောက်နောက်သို့ကောက်ကောက်ပါလိုက်သွားခဲ့သည်ထိုအခါဇီယာဤစိတ်၌ဒေါသပုံထွားခဲ့သည် ဇာရီနီယာကျွန်းတွင်ငါတို့ဤအမျိုးသည်မူးမျိုးမှတ်မျိုးဖြစ်သည်တစ်ချိန်တစ်ခါကသောငါဘိုးငါဘေးငါဘီတို့သည်ဘုံလေယုံနှင့်ပြည့်စုံသူများဖြစ်ခဲ့ကြသည်ပစ္စည်းဥစ္စာ ရွှေငွေရတနာတို့ဖြင့်အတောက်ဆုံးအပြောင်းဆုံးဖြစ်ခဲ့ကြသည်ယခုအခါ၌လည်းငါသည်ပစ္စည်းဥစ္စာနှင့်ပြည့်စုံခဲ့ရှိသည်ဩစာတိခမကြီးလျက်ဖြစ်သည် ထို့သောသောငါဤသမီးသည် အမျိုးနှိမ်သောစင်ရဲသောသူနှင့်မေတ္တာကူးရှက်ပေါင်းဖက်ရသလို့ မျိုးရိုးစာတီကိုဖျက်ရသလိုထို့သို့နှင့်ဒေါသပုံထခဲ့ခြင်းဖြစ်သည်ဟုတ်ပေသည်အသက်၂၁နှစ်အရွယ်ရှိသမီးချောစာဒူရာကလည်းမျိုးရိုးမျက်နှာကိုမှမထောက်ပစ္စည်းကုန်ကိုမှမထောက်သူ့ချစ်သူလူစင်းရဲလူမွေးအညက်တရတောင်မညာနောက်သို့ကောက်ကောက်ပါအောင်လိုက်သွားသည်ထို့ကြောင့်မမကြီးလာတော့စီရသည်အဆက်တကွဲအကျိုးနဲ့ဘုံဘုံကြီးလဲခဲ့ရသည် စာဒူရာအခါလေသမီးအရွယ်တွင်ဇီယာဤခင်ပွန်းတဲ့အသက်ခံလိုက်ရသည် ထိုအခါမှစ၍ အမိတစ်ခုတမိတစ်ခုသာကျန်းတော်တစ်ဖြစ်ဇေယျသည်ရှိသမျှသောအမိမြစ်သားတို့ကိုတမိ၌တအားကုန်ပုံအပ်၍တမိကိုကျွေးမွေးပြုစုခဲ့သည်တမိကိုအယိတ်တကြီးကြီးနှင့်ယူရ၍စံတင်ခဲ့သည်သူတသက်၌ထိုတမိတော်လင်သူအသားသူအသွေးသူနှလုံးဖြစ်ခဲ့သည်ထိုတမိတော်လင်သူအောက်ကိုရာသူမွေလျောရာဖြစ်ခဲ့သည်ထိုမြသောမကသည် သူမျိုးရုပ်ကိုမတိမ်ကောရအောင်၎င်းသူခင်ပွန်းအတွက်လက်စားချေနိုင်အောင်၎င်း မြို့တူယူတူတွေမှပစ္စည်းအုပ်ဆောင်ဂုံလုံးကျွဲဝ၍တတိပြတိနှင့်ပြည့်စုံသောတမက်လောင်းကိုသူရှာနေစေဖြစ်သည်ယခုမူတမိကိုအချစ်ကြီးသလောက်အမျက်ကြီးရပြီတမိအတွက်မန်တက်သလောက်မန်ကျူးခေရပြီတမိကိုအားထားသလောက်အပြည့်ခေရပြီထို့ကြောင့်ဇီယာသည်နေ့ရှိသမျှတမိကိုချိန်ဆသည်တမိကိုတိုက်ကျွေးခဲ့သောသူ့နှုတ်ရည်ကိုပင်သူချိန်ဆသည်ခေါင်းဖြူဆွဲကျဘဝသို့ရောက်နေသောသူ့အရွယ်ကိုပင်သူချိန်ဆသည်သင် မြင့်မြင့်အသက်ထွက်၍တိတ်ပါစေဟဲ့ဟုသူချိန်ဆသည်လူတကာဤတတွေးခွဲ၌သူပက်လက်မျောနေပြီဟု သူကိုယ်သူထင်နေသည်သူကိုမနာလိုနေကြတော့သူတို့သည်သူ့လေပင်ကိုနှင်း၍အောင်ပွဲခံနေကြပြီဟုသူထင်သည်ဤသူဖြစ်စီရသည်ပစ္စည်းဥစ္စာ ရွှေငွေယတနာတို့ဤအလဲ၌စိတ်လက်မချမ်းမသာဖြစ်နေရသည်တို့ရတွင်ဇီယာသည် အပူရုပ်ကိုဆင်နိုင်သည်အတွင်း၌အဆွေကြီးဆွေးနေတော်လေအပ၌ကမဆွေးတဲ့ကဲ့သို့နေသည် ူအသားရေဖြုတ်တော့ရခြင်းသည်သူအရွယ်အိုးသောကြောင့်သာဖြစ်သည်သူကိုခန္ဓာကြောင့်ရခြင်းသည်သူအရွယ်အိုးသောကြောင့်သာဖြစ်သည်သူမြက်တွင်ကြာရခြင်းသည်သူအရွယ်အိုးသောကြောင့်သာဖြစ်သည်ဟုအထင်ခံရအောင်သူဟန်ဆောင်၍သူစိတ်ကိုယ်သူဖုံးကွယ်ထားသည်ထို့ကြောင့်ဒီအဖွားကြီးဟာအတော်ကိုခံနိုင်ရရှိတယ်သူမာနာကို သူမချဘူးဟုအယက်ကချင်းချင်းလက်ကုပ်၍တီတူပြောဆိုကြသည်စင်စစ်ပါဇီယာအိဟာရယနှလုံးသည် အစိတ်စိတ်ကွဲခဲ့သည်ဖြစ်ရာမြေရေပင်မကြနိုင်တော့ပြီအညူကြီးလိုက်သည်မှာလူမိုက်ငါ၍တမီဤလင်ကိုအသက်ခံရန်ကြံစည်သည့်အထိသူအညူကြီးခဲ့သည်ဖျားတရားစိတ်ရှိနေသေးသောကြောင့်သာလူတက်မှုကိုမကျွလွန်နိုင်သူ့လက်ကိုသူတားနိုင်ခဲ့သည်ထို့အပြင် နေညမပြည့်အဖွဲတခင်မဤတကူအာနုဘောကိုသူအောက်မိကဆုတောင်း၍နေတတ်သောကြောင့်လည်းဖြစ်သည်တို့ရတွင် သူ့အမျက်ကပြည်သည်ဟု၍မရှိ သူ့တမီလင်းနောက်လိုက်သွား၍ တစ်နှစ်ခွဲခန့်ကြာမြင့်သည့်တိုင်အောင်သူ့အမျက်ကမပြေနိုင်အမျက်ကြီးမြဲတိုင်းကြီးလျက်ရှိသည်သူ့သမီးပင်ပန်းဆင်းရဲနေသည်ကိုသူတိတိတိုင်အောင်သူ့အမျက်ကမပြေနိုင်အမျက်ကြီးမြဲကြီးလျက်ဖြစ်သည်မားပါပြီဟုသူ့သမီးကအကြိမ်ချင်းအခါခါဝန်ချတောင်းပန်ခြင်းပြုသည့်တိုင်အောင်သူ့အမျက်ကမပြေနိုင်အမျက်ကြီးမြဲတိုင်းကြီးလျက်ဖြစ်သည်ဇီယာသည်သူဤခရုကမာစိတ်ပတိဖြူဖြူနုနုကိုသာချေ၍ပတိစိတ်ရင်ဖျားရှိခိုးကြောင့်စီတို့ပျောက်သွားနေသည် ဖယားရှိခိုးကြောင့်ရှိရာသို့တက်သွားသော အတက်လန်းသည်ကျင်းလာသဖြင့်ဖယားဖူးတို့ဖြင့်ပြည့်ညက်နေသည်အတက်လန်းသောမကဖယားရှိခိုးကြောင့်အရှိရင်ပြင်၌လဲပြည့်ညက်နေသည်ထိုနေရာ၌လဲတထောင်စာဤနေရာ၌လဲတထောင်စာရှောင်မလွတ်နိုင်အောင်များလာသည် ပေးကြပါကန်းကြပါတစားစားအော်၍တောင်းတန်တို့ကလည်းဆူညံ့နေသည်ပရိသတ်ထဲတွင်ဗီတီယောကဖယားဖူးများသောမကရွာနီးချုပ်ဆက်ကဖယားဖူးများလဲပါသည်ဇီယာသည်ဖယားဖူးတို့ကိုဂရုမစိုက် တောင်ကုန်းပေါ်သို့ရောက်အောင်တက်သည်။ကျောင်းရှိရင်ပြင်သို့ရောက်သောအခါဝတ်လှည့်နေကြသည်ကို မြင်သည့်ဖြင့်ပခုံး၊ဘေးညာမျက်နှာနှစ်ဖူးတို့ကိုလက်ဖြားဖြင့်တလက်စီတုတ်ထိ၍ကြီးညိုလိုက်သည်။တန်းစီ၍ဖျားရှိခိုးကျောင်းကိုလက်ရရဲ့လက်ကဝုတ်ပြချခြင်းသည်ဖျားပွဲတော်၌ကြီးညိုစရာ တွေ့မြင်ရသောပူဇနအမှုအရာတစ်ခုဖြစ်သည်။နေများမစိုးဝေစကြီးစလှူလိုက်ရင်ဝုတ်လက်ချင်းကိုဖြုတ်တတ်ကြသည်။ ရှေးဦးစွာမိပူစောထားသောဖျောင်းတိုင်ကိုကိုင်းကဖုံကြီးထွက်လာသည်ထို့နောက်တက်ဆိုင်ရဘာသာရေးအသင်းအဖွဲ့များ၏တကုံကုတ်ကားအမျိုးမျိုးကိုကိုင်းကထိုးရွာဤရွာတို့မှဖျားဖူးတို့သည် ဖုံကြီးနောက်ကတန်းစီ၍လိုက်လာကြသည်တပတ်လှည့်ပြီးသောအခါဖျားရှိခိုးကြောင်းတဲ့သို့ပြန်ဝင်ကြသည်နောက်ထပ်လူဒန်းတီသူပေါ်လာလျှင်ထိုဝတ်သမားတို့ပင်ပြန်ထွက်လာ၍တပတ်လှည့်ကြပြန်သည် ထိုသူတို့သည်ဖျားပွဲ၌ဖျားအာယုံပြုခြင်းကြသောသူများသာဖြစ်သည်တို့ရတွင်ဖျားပွဲ၌ပျော်ခြင်းပါခြင်းသူတို့လည်းပါသည်ထိုသူတို့သည်ကျောင်းရှိရင်ပြင်တွင်ဓလိပါသာအလိုက်ကကြခုံကြပျော်ကြပါကြသည်ထို့ကြောင့်ဖုံတထောင်းထောင်းထလျက်ရှိသည် ဖုံထနေသည့်အထဲမှပင်ကကြခုံကြသည်ဖုံထနေသည့်အထဲ၌ပင် စားစရာ ချူခြင်းဖြိုရီတို့ကိုလူသူကလူရစားကြတောက်ကြသည်သည်ဇီယာသည်ဖျားရှိကိုကြောင်းထဲသို့ဝင်လိုက်သည် ကျောင်းထဲတွင်ဒလိဘာသာအလှိုက်ပြောကြဆိုကြသော အတန်တို့သည်စုညံနေကြသည်ဒလိဘာသာအလှိုက်ဝတ်စားဆင်ရလာကြသောအဝတ်အင်ကြီးများ၏အစင်တို့ကလည်းဖြူနေပြာဝါရောင်စုံဖြစ်သည် ထိုဘုရားဖူးတို့သည်အများအားဖြင့်မိုင်ပေါင်းများစွာဝေးလာသောအရတ်တို့မှအုတ်ထုတ်မပါဖနှက်မပါရောက်လာကြသူများဖြစ်ကြသည်အတန်ကြာသောထိုမြောက်လောက်လူဆုံလှသောပြိတ္တထဲမှညီးတဲ့ညူတဲ့အော်တဲ့ငှောက်တဲ့တို့ပေါ်လာသည် ဇီယာသည်ထိုပရိသတ်ကိုအသိတူး၍ဝင်းနေတော့ကြောင့်ဖြစ်သည်ဇီယာသည်အော်အော်အငေါအတွန်းအထိုးကိုခံ၍ဝင်သည်ဇွဲကောင်းလာသည်ဖြစ်၍နောက်ဆုံး၌သူအမြဲဝတ်ပြုလေးရှိရာဖြစ်သောတရားပလင်အရှိတို့သူရောက်သွားသည်ရောက်သည့်နှစ်တပြိုင်နက်ဇီယာသည်ဆူညံတူးဝင်နေကြသောပရိသတ်ကိုကြည့်ကအနည်းရှိဖျားဖူးတယောက်အားလှမ်း၍ဘာဖြစ်နေကြတာရောဟုမေးလိုက်သည်တရေဖန်းစားလို့တဲ့တော့တရေဖန်းစားလို့တဲ့ဖန်းစားခံရတာကကောင်းမလေးတဲ့ အာလုံဝုတ်ပြုတ်ပြီးသွားကြရင်သူ့ကိုတောထုတ်မလို့တဲ့။တခင်မကြီးကသူ့တကိုယ်တော်ကိုပြလိုက်မယ်လို့လည်းပြောကြတာပဲ။ဒါကြောင့်မို့ကျောင်းထဲမှာလူတွေကတလောက်ပြစ်ကြက်နေတာပေါ့။ကြည့်ချင်လို့လာလိုက်ကြတာတောက်တော့လေဝုတ်ဝက်ကွယ်ရှင်မြင်းတဲ့အတိုင်းပဲတရေကတော်တော်တတန်တရေမဟုတ်ဘူးတဲ့အယူတိမ်ပြီးအစိမ့်ဖြစ်သွားတဲ့ဖုံးကြီးတရေတဲ့ရှင်ဖုံးကြီးတရေတဲ့ဟုတ်ဖျားဖူးကသူ့ကိုမျက်လုံးပြူမျက်စံပြူဖြစ်ပြောပြသည် တရက်အဖမ်းစားခံရတာကဘဲကကလေးလေဟိုအာနာရွာကားတဲ့တရက်ကလည်းဖုန်းကြီးတရက်တဲ့ကြောက်စရာကြီးပါရှင်ဥပစင်တပါးကသူ့ကိုမုန်းထုတ်လိုက်တဲ့ဒီတော့ဒီဖုန်းကြီးတရက်ကိုနှက်ပြေကလည်းလက်မခံဘူးတဲ့ရှင်ငရဲပြေကလည်းလက်မခံဘူးတဲ့ဒီတော့ဒီဖုန်းကြီးတရက်ဟာနေစရာမရှိဖြစ်နေတော့တာပေါ့ဒါနဲ့ခြေဥတဲ့ရရှောက်သွားနေရင်ဒီကောင်မလေးကိုဝင်ပူပြီးဖမ်းဆားတဲ့ရှင်ဒီကလေးမကတော့တနာစရာပါရှင် ဖယားဖယားနှလုံးတုံစရာကြီးပါလားဒါပေါ်အသေးရောနှလုံးရောတုံစရာကြီးပေါ်ဒီကလေးဟာတရေတံကိုလှိမ့်ပြီးခန္ဓာရတဲ့ရှင်တော်တော်ကြာပစက်ကအမြုပ်တွေတစီစီထွက်လာပြီးအော်လာဟစ်လာလှုပ်တဲ့ဖယားကိုလည်းမယုံသေးတရားတော်ကိုလည်းမလေးစားကျိန်လာမောင်လာလှုပ်တဲ့ရှင်တန်လိုက်တာကလည်းသူ့အရွယ်နဲ့မလိုက်ဘူးတဲ့သူ့လက်ထဲကိုရောက်သမျှဟာကြည်မွတ်ကုန်ကြတာပဲတဲ့ကျုံးပဲ့ကုန်ကြတာပဲတဲ့ရှင်ကြောက်စရာကြီးပါရှင် ်ဇီယာသည်ထိုကလေးကိုကြည့်လိုသဖြင့်ပြိသက်ထဲ၌လိုက်၍ကြည့်သည်ကလေးကကြောင်းလေးကိုမရောက်သေးဘူးရှင်ဖယားကိုအာလုံးဝတ်ပြုပြီးကြမှာကလေးရဲ့ခြေလက်ကိုဝတ်တုတ်တုတ်ပြီးခေါ်လာကြရမယ်တဲ့နေပါအောင်ဟဲ့တိုးထုတ်လိုက်ကြလို့တရေထွက်သွားရင်ဒီတရေကဘယ်သွားနေပါလဲတရေရောက်ကိုဝင်ပူပြီးဖန်ဆောင်းအောင်မှာပေါ့ဒါတော့မသိဘူးရှင်ဒါပေမဲ့တခင်မကြီးဟာသူ့ရဲ့တကူအာနုပုံနဲ့ဒီတရေကိုလှုပ်ပြမှာမနေနိုင်အောင်တော့လှုပ်ပါပေါ့ ဒီတရေကိုတနာရင်လေငရေပြင်မှာခဏလောက်တော့နေခွင့်ပေးမှာပါပဲထို့သို့ပြောဆိုနေကြ၌ဖျားဖူတို့သည်ဖျားဝုတ်ပြူကြရန်ကျင်နေသည်ဖျားရှိခိုးကြောင့်ခန့်သည်တေး၍လူကများလို့နေသည်ဖြစ်အခန်းထဲ၌လောင်ပိတ်၍အလွန်အိုက်သည်ပရိသတ်သည်တုံးထုပ်ပွဲကိုကြည့်ချင်းကြသည်ဖြစ်ဖျားကိုအာရုံမပြုနိုင်တုံးထုပ်ပွဲကိုသာဆောင်မြုံနေကြသည်ဇီယာက ထို့သို့မဟုတ်ချေတရားပလင်စီတို့သာမျောကြည့်၍အာရုံပြုသည် ဤတစ်ချိန်တွင်ဇီယာသည် တရားပလင်ကိုတော်မကထူးခြားလာသောနမိတ်တစ်ခုကိုပါညညတကဲ့သို့ဖြစ်လာသည်သူအနေတွင်မိမသုံးယောက်သည်မတရက်၍နေကြသည်တယောက်သည်သားငယ်ကိုရှင်ခွင်၌ပိုက်ထားသည်သားငယ်ဤပါပြင်သည်နင်းစီပန်းကဲ့သို့လန်းဆန်း၍ချစ်စရာကောင်းသည်သားငယ်ကပြုတ်လိုက်သောအခါမိမသုံးယောက်ကမြူလိုက်ကြသည်မိမသုံးယောက်ကမြူလိုက်ကြသောအခါသားငယ်ကပြုတ်ပြန်သည်ကြည်နူးစရာပါပေတကားသားတဲ့အမေသည်ပိန်သည် အသားအရေဖျော့တော်သည်သူရတွင်လှပရင်ကျေးသောအသွေးအယောင်ကထင်းလျက်ဖြစ်သည်ထိုသားသည်အမေသည်တခြားမဟုတ်ဇာဒူရာဖြစ်သည်ဇာဒူရာသည်လူမမာရုပ်ပေါက်၍အဝတ်အင်ကြီးအဆုတ်ဆုတ်အပြက်ပြက်နှင့်ဖြစ်နေပြီဇာဒူရာသည် သူ့အမေကိုလှမ်း၍ကြည့်သည်တင်းမာလာသော သူ့အမေ၏အမှုအရာကို မြင်သောအခါမငူမိအောင်မနေထိန်းထားရရှာသည်ချစ်စရာမိကလေး၏မျက်နှာကိုတစ်ချက်လုံးမြအမေမချီတော်ဘူးလားအမေစိတ်သည် ပြင်းလှချီတကားစိန်ကရက်ဆက်လှချီတကားစာဒူရသည်မထိန်နိုင်တော့ဘဲငိုပါလေတော့သည်ထိုအခါဇီယာဤစိန်၌အဖွားဤမြစ်တာသည် လူးလွန်လာသည်ညီကလေးဤမျက်နှာကိုမျက်လိုက်ရသောအခါဇာဒူရအပေါ်၌ကြီးခဲ့သောသူ့အမျက်သည်ပြေးခြင်းတလူလူဖြစ်လာသည်ဇီယာသည် သူ့မျိုးကိုတခါမှမမြင်ဖူးခဲ့ခြင်းမျိုးကိုထားပြီးအောင်သူ့သမီးလင်းနောက်လိုက်သွားကလေးကသူ့သမီးကိုပင်သူမကြည့်ပဲနေခဲ့သည်မှာယနေ့အထိဖြစ်သည်ဤနေ့တွင် သူ့သမီးကိုပထမဦးဆုံးအကျဉ်းကြည့်ခြင်းဖြစ်သည်မိကိုလည်းပထမအကျဉ်းမြင်ခြင်းဖြစ်သည်ဒင်းသည်ကျွန်းဆုတ်ပြစ်သည်တရက်စေးလောက်မြောင်မပြောင်းပါတကားသူ့စိတ်ထဲတွင်ထုံမြလောက်သာသူတွေးလိုက်သည်တို့ရာတွင်သူ့အမျက်သူ့အညို့ကိုသူ့ရဲ့တနာစိတ်ကဝင်း၍ဖန်ဆားလီမြည်လားမသိစောင့်ကြည့်စရာပင်ဇီယာသည်သူ့ခင်ပုန်းကိုသူတတိယလာသည်သူ့မြေးဤမျက်လုံးတွင်သူ့ခင်ပုန်းဤမျက်လုံးကိုသူမြင်လာရသည် ထို့တို့မြင်ပြီးမှပြောက်သွားပြန်သည်မဖြစ်နိုင်ပါဘူးလေမိတိနီးနှစ်မှမဖြစ်နိုင်ဘူးတူချင်းတူရင်အမျိုးရုပ်ဟိုအကောင်ဤမျက်လုံးနဲ့သာပို၍တူစရာရှိသည်ချက်ချင်းပင်ဇီယာဤအမှုအရာသည်တင်းတော်ပြန်သည် ထို့အခိုက်ဖယားရှိခိုးကြောင်းနေကပရိသတ်သည်တညီတညွတ်ထဲဖယားကိုဝပြူကြပြီဇီယာကလည်းဝပြူ၍ဆူတောင်းနေသည်တို့ပါတော်လဲနှုတ်ကသာပါသည်စိတ်ကအလင်းမပါသည်သူ့စိတ်ထဲတွင်ဘလောင်ဆန်နေသည် အမျက်ထွက်သည့်အခါထွက်သည် ရှက်လွန်းလာ၍တည်ခြင်းစိတ်ပေါက်သည့်အခါပေါက်သည်ဝမ်းနည်းပူဆွေးခြင်းဖြစ်သည့်အခါဖြစ်သည်ဒေါသနှင့်မေတ္တာအာဃာတနှင့်ဂယုဏတို့သည် သူဟာရယနှလုံးသားတွင် သူတပြန်ငါတပြန်စုံစံတက်ဆင်းစစ်ပွဲကြီးခင်းနေတဲ့ကဲ့သို့ဖြစ်သည်ဖေဟာဖေဟာမြတ်စွာဘုရား တပည့်တော်မောက်ကိုကယ်တော်မူပါဖေဟာတပည့်တော်မောက်ကို ဆုံးမတော်မူပါဖေဟာဟုတ်စီရသည်မြည်တမ်းလျက် သူ့မျက်နှာကိုလက်ဝါးဖြင့်အုပ်ကားငိုပါလေသည်ငိုရင်းသူ့သမီးကသူ့ကိုအတနာခံကငေးကြည့်နေသည်ဟုသူ့မျက်နှာ၍အဆွေးကြီးဆွေးမိသည်သူ့မျိုးကလေးကိုပြင်းဖက်၍နှမ်းရှုပ်လိုက်ခြင်းသည်နေရန်ကိုပြင်း၍သူ့ခေါင်းဖြင့်စောင့်လိုက်ခြင်းသည်ဇီယာသည်အယူမကြီးဖြစ်နေရှာပြီးဇာဒူရသည်သူ့အမေအီမာနာကိုဆွပေးခြင်းသောကြောင့်သူတန်းငယ်ကိုခေါ်လာပြီတကယ်သူဖြစ်နေသည်မနာလိုမရှုစိတ်သောသူတို့ဤအလေ၌သူ့အမေမန်ချ၍ သူ့အမေအဆက်တကွဲအကျုံးနဲ့ချစ်ခဲ့ရသည်ကိုအချိခံရအောင်သူ့သားငယ်ကို ခေါ်လာပေးတဲ့ကဲ့သို့ဖြစ်နေပြီ။ဇီယာသည်သူ့ခင်ပုန်းကိုအခါခါတန်းတားသည်။သူ့ဒုက္ခကို ကြည်နေတော့မလားဟု သူမြည်တမ်းသည်။ဝတ်ပြုနေရမှထ၍လွတ်ရကျွရသို့သူ ပြေးထွက်လိုက်ခြင်းသည်။တို့ရတွင်ဖျားဖူးတို့ဖျားဝတ်ပြုနေကြသည်မှမပေးသည်။ကြာလချီသည်။ရှေလချီသည်။ဖျားရှိကိုကြောင့်တဲ့တွင်ဖျားဝတ်ပြု၍ပြီးကြပေပြီ။ ်ထို့အခါပရိသတ်တို့သည်တုံးထုပ်အဆွဲချွတ်မိအရေးကြောင့်မငြိမ်မသက်ဖြစ်လာသည်။ကြောင်းလေး၌လောင်လေလောင်လေအိုက်လေအိုက်သည်ကြောက်စရာလန့်စရာတို့ကိုညီရကြားရတော့မည်ဟုတိကျသဖြင့်ကြောက်တတ်သူသည်ညီတို့မှပြော၍မရမျက်နှာမှာသွေးမရှိတော့အောင် ကြောက်သည်တဖန်တွန်းကြထိုးကြတိုးကြဝိတ်ကြသည်ဖြစ်ရာသူကိုငါနှင်းမိငါကိုသူနှင်းမိဖြစ်ကြပြန်သည်ထိုအထဲတွင်ဖယားရှိခိုးကြောင့်အပြင်ဖက်က ကခုန်နေကြသောလူတစုကလည်းကျောင်းထဲသို့အလူအယက်ဝင်လာကြသည်ထို့အခါစီရသည်အသက်မရှူတတ်အောင်ဖြစ်လာသည်အပြင်သို့ထွက်၍လဲမရတဖန်တစ်ဖက်ကတိုးတိုင်းလဲတရွေ့တဲ့ရွှေနေသည်ဖြစ်ရာသူမကြည့်ချင်သော သူသမီးစာတူရအနီးသို့သူရောက်သွားသည်အတန်ကြာသောအခါစုညံတန်တို့သည်ငြိမ်ချသွားသည်တရေဖန်စားသောကလေးကိုကျောင်းထဲသို့တွင်လာကြပြီစီရဤမျက်စိသည်ထိုကလေးစီသို့ရောက်သွားသည် ကလေးသည်မိန်းကလေးဖြစ်သည်ပင်တန်းအနှက်ထဲသို့ထဲ့၍ထုတ်ထားသည်မျက်ကွင်းညူနေသည်မျက်တော့တည်နေသည်ဝတ်တုတ်တုတ်ထားသည်ဖြစ်မလုံနိုင်မရှာနိုင်ဖြစ်နေသည်တိုးထုတ်ပွဲကိုစီရင်ချပြီးပရိတ်ယူပြီးချသောအခါဘုန်းကြီးတစ်ပါးသည်ကုံတော်လှုပ်ဝါကတိုင်ကိုကလေး၏မျက်နှာရှိသို့ယူလာ၍အစွဲချွေရန်အနမ်းခိုင်းသည်ထို့အခါဖယားရှိခိုးကြောင့်တကြောင်လုံးဟိန်သွားသည်ကလေးသည်ကလေးနှင့်မတန်ဆူဆူဝါဝါအိုးလိုက်သောကြောင့်ဖြစ်သည် ဖန်ဆာထားသောတရေကအော်လိုက်သည်ဟုထင်ရသည်ထို့အခါပရိသတ်သည်တွတ်တုတ်ညမလုံငြိမ်နေသည်အသက်ရှူမမတက်ဖြစ်သည်ခလေးသည်မျက်နှာရှိသူရောက်လာသောဂုံတော်လှဝါကတိုင်ကိုပုတ်ချသည်တတွေးနှင့်ထွေးသည်အတန်ကုန်ဟစ်မြဲတိုင်းဟစ်သည်ပထမသောပရိသတ်သည်ကလေးကိုကြည့်၍သွေးလက်နေကြသည်အတန်ကြာသောအကြောက်ပြေလာ၍တယောက်တခွန်စကားပြောကြသည်ဖြစ်ရာ ကြောင်ခံတစ်ခုလုံးသည်ပဲ့တင်တန်နှင့်ရော၍တဆူဆူတညံ့ညံ့ဖြစ်နေသည်စုတထက်ဆူ၍ညင်တထက်ညံလာသောအခါဇီယာသည်သူ့နားရဲ၌ခေါ်တန်လွလွအတန်တတန်ကိုကြားလိုက်ရသည်တရေဖန်ဆာသောကလေးဤမိခင်ကသူ့နားတွင်ကပ်၍သူ့အားစကားလမ်းပြောနေသည်ဟုသူထင်လာသည်ရှင်ကဒီကိုလာပြီးဘာဖြစ်လို့ငိုနေရတာလဲရှင်မဘာပူစရာရှိလို့လဲရှင်မဘာဆွေးစရာရှိလို့လဲ ပူစီယာရှင်ရင်ကျမကပါကျမရဲ့သမီးလေးအတွက်ပူရမှာရှင်ဆွေးစီယာရှင်ရင်လဲကျမကပါကျမသမီးအတွက်ဆွေးရမှာသူများပူဖို့ဆွေးဖို့လဲထားပါအောင်လားရှင်မာနာကို ရှင်မချိုးနိုင်ဘူးလားဇီယာဇီယာနေမာနာကိုနေချိုးချိုးအောင်ချိုးချိုးပါတော့လားချိုးပါတော့လားဇီယာသည်ထိုအတန်တို့ကိုသူ့နားလိုက်ကြားလိုက်ရသည်ဟုထင်လာသည် ထိုအတန်းတို့သည်တကြောင်လိုဟိမ့်၍သူ့နှလုံးသားကိုဝင်ဝှေ့လိုက်သည်ဟုလည်းသူထင်လာသည်သူစိတ်၌နောင်တရသလိုလိုဖြစ်လာသည်အကျိတ်အခဲကြေးသွားသလိုလိုဖြစ်လာသည် အနီးရှိသမီးစာတူရီ၏ရင်ခွင်ထဲကသူ့မြေးငယ်ကိုလှမ်း၍နန်းကျင်စိတ်ပေါက်လာသည်နတ်မိတော်မလိုလိုပင်ဖြစ်သည် သူစိတ်သည်ထိုမျှညွတ်ပြောင်းလာသည်သူရတွင်မနှမ်းဖြစ်ချေတန်တလို့ရတယ်လို့တရားပလင်ရှိ၌ တရေဖန်ဆာသောသမီးငယ်နှင့်သမီးငယ်၏မိခင်တို့ကိုညင်ရသည်မှကြေကွဲစရာဖြစ်သည်။သမီးငယ်ကအတန်ကုန်ဖြစ်နေသောအခါမိခင်သည်တရားပလိရှိ၌ဒူးထောက်ကရှိုက်ကြီးတငယ်ငိုနေရှာသည်။ဇီယာသည် ထိုသားအမိကိုကြည့်ကယူချုံမရဖြစ်သည်။အတန်ကြာသောအခါတရေဖန်ဆာသောကလေးသည်ယုံကန်၍ချီကျူးလက်ကျူးတို့ကိုဖြတ်သည်။ထိုအခါဖုန်ကြီးများသည်ကလေးကိုဖန်းကန်ဆုပ်ညှိ၍ဂုံတော်လက်ဝါကကူပြကား အဆွေးချွတ်သောသဘောဖြင့်အတင်းအနှံခိုင်ပြန်သည်ဖုန်ကြီးများက အတင်းအနှံခိုင်လေလေခလေးသည်ကျန်းတထက်ကျန်းလာလေလေဖြစ်သည် ထိုအခိုက်စီရသည် ခလေးဤမိခင်စိတ်တကြွနေသည်ကိုမြင်လိုက်သည် ခလေးဤမိခင်သည်ဒူးထောက်ကမေရိုမာရီသခင်မကိုဝတ်ပြုနေရမှယုတရထ၍သူမျက်ရည်ကိုတုတ်သည် ထို့နောက်ဖုန်ကြီးဤလက်ထဲမှဂုံတော်လက်ဝါးကတိုင်ကိုယူ၍တယုတ်တသေးကိုင်က သူခလေးမြင်အောင်ပြသည် ထို့အခါခလေးသည် ချက်ချင်းငြိမ်သွားသည်ထို့နောက်ကလေး၏မျက်လုံးသည်မြည်ရည်များဝဲလာသည် ထို့နောက်သူ့မျက်လွားကိုချလိုက်သည် ထို့နောက်တရားပလင်ကိုမျက်နှာမူ၍မေရောမာရီကုံတော်ဘွဲ့ဓမ္မတချင်းကို မပီကလာပီကလာတီဆိုလာသည်ကလေး၏မိခင်သည်ဝမ်းသာလုံးအားကြီးလာသည်ဖြင့်သမီးရဲ့သမီးရဲ့အမေအမေသမီးလေးရဲ့ဟုညီတန်းရှာသည်အံ့ဖွယ်တည်းရဲ့ပါပေတီး ဖယားဘူးပရိသတ်တို့သည်ထိုအချင်းအရာကိုမျက်ဝါးတင်တင်မြင်၍နားဖြင့်ဆက်ဆက်ကြားခဲ့ကြရသောအခါအာအသိလျက်မတည့်ရက်နေကြရမှချက်ချင်းဒူးထောက်လိုက်ကြသည်ထို့နောက်ခလေးတီဆိုနေသောဓမ္မတချင်းကိုလှိုက်၍တီဆိုကြသည်ထို့သို့တီဆိုနေကြသောဖယားဘူးပရိသတ်တွေတွင်ဇီယာလည်းပါသည်ဇီယာသည် အိမ်သို့ပြန်လေပြီဤတချင်းတွင် သူမြင်ခဲ့သည် သူရှင်ခွေ၌ပါလာသည် သူသမီးစာတူရသည် သူ့နံပါတ်၌ကက်လျက်ပါလာသည်ထို့အခါဗီတီရွာ၌ဒီနှစ်တော့တို့မေတို့တခင်မကြီးကအံ့တပါးလည်းမဟုတ်ဘူးနှစ်ပါးကိုပြခဲ့တာကွဲ့ဟုတ်အချင်းချင်းပြောကြလေသည်ဝေတာယီမဂ္ဂဇင်းအမှတ်30ခုဂျွန်1963 ဆုံးအထိလိုက်ပါနှဆင်ပေးခဲ့ကြတဲ့တူတယောက်ချင်းစီကို2 2ပဲကျေးဇူးတင်ရှိပါတယ်ရှင်။နောက်ခန်းဆက်တွေကိုလည်းဆက်လက်ပြီးဖတ်ပြပေးတော့မှာဖြစ်တဲ့အတွက်ဆောင်မျိုးနှဆင်ပေးကြပါအောင်ရှင်။ Channel ကို like and subscribe လုပ်ကြဖို့မမေ့ကြပါနဲ့နော်။